ဟိုဆရာမအမျိုးသားတယောက်ကလေးလိန်ကတီထွားနှုံးကဘယ်ရွယ်လောက်မှရက်သွားလဲ16နှစ်ပြည့်ရင်ဘလို့မှဆက်ပြီးမကြည့်တော့ဘူးမှာ ဘာလို့လဲအမေးများနေကြလို့လားဟုတ်တယ်ဆရာမအမေးများတယ်ပေါ့နော်ဒီမှာစေးထိုးပြီးတော့တဲ့ဒီရက်လောက်လဲကြာလဲကြာတော့ဘာမှမဖြစ်လဲမထူးကြတာနဲ့ပေါ့နော်အမျိုးသမီးနဲ့သွားပြီးရည်စားနေပေါ့နော်အတူနေလိုက်တာအဲ့လိုနေလိုက်တဲ့အချိန်မှာစေးဒီကြွလာလဲပြီးတော့စီးကုန်တွေပါတင်းပြီးဖောင်းကားလိုက်လုံးဝမနေနိုင်မထိုင်နိုင်ဖြစ်တယ်ပေါ့နော်အဲ့အဲ့လိုဖြစ်နေတယ်ညီမဆရာအဲ့လိုစေးထိုးထားတဲ့လူတွေကမိများပြပုံမာလာပြရတော့နော်ပုံမာဆိုတော့တော်တော်ကြီးစိုးစိုးဝါခဲပြီးတော့ခုကျင်တဲ့နေရာခုဖောင်းကျင်တဲ့နေရာဖောင်းပြဿနာတွေဖြစ်နေကြတယ်ဒီကစီးကုန်မှထိပါသွားပြီးတော့ထိတာလေအဲ့လိုအဲတွေးကြတဲ့ရောက်တာလေစီးနေကောအရေးပြားအောက်ကနေတွေးကြတဲ့ရောက်တာ ားပြီးတော့အဲ့ဒီစီလီကွန်ကိုထိုးလိုက်တာပြီးရင်ထိုးအစိုးဆုံးကတို့ရောပါလဲဆိုရက်ကွက်ဘယ်ဘာထိုးရလဲကိုကိုကိုဗက်ဇလင်းလားအုံးစီလားစီလီကွန်လားဘယ်သူနဲ့ထိုးရလဲဘယ်ရတာဘာထိုးရတာလဲကို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 မသိခင်ငါကြည့်ပြီးတော့ဆိုပြီးတဲတဲ့ပြောရင်လှန်ပေးတာပဲပြီးတော့မှတော့ခိုးဟုတ်လူကပါဒီလူကအမြင်တဲ့အတန်တန်ပြောရင်ညီမဖုန်းကားရည်နဲ့နောက်ဆက်ဖြစ်တဲ့ခါတိုင်းလဲကျွန်မရကျွန်မပြီလို့ကြည့်ရကျွန်တော်နောက်ကျသွားပြီထုတ်ပြီးသွားပြီအဲကျွန်တော်လိုလိုပြစ်နေပါလေဆိုတော့ဒီအယမ်းများတယ်ဆိုတော့အဲ့တော့နောက်ဆက်ပြောနေတာညီမကလေအဲ့တော့ဗီဒီယိုထဲမှာ ထပ်ပြောချင်တာကထိုးဖို့ကိုမတိုက်တွန်းဘူးထိုးခဲ့ပြီးရင်ပြဿနာဖြစ်လာရင်အဲတရားမှာ90ခန်းတော့ပြဿနာဖြစ်တဲ့သူတွေများတယ်ဖီလာထိုးလို့ရပါတယ်အဲ့ဒီကောင်တွေကတနစ်ခွန်းနေတော့ပဲပြန်ဖြစ်သွားတာမျိုးပေါ့နော်အဲဒါရီတော်မှာအဲ့ဒါကောင်မှာအနည်းဆုံး3သိန်းနဲ့5သိန်းကြားမှာကွန်ကြားကြီးရှိသေးတယ်ရှင့်အဲ့တော့ဟိုအလွယ်ပြီးပြီးရောကွန်ကြားကြီးကြလည်းမခံကြင်ဘူးအကိုတို့က နော်စေးတောက်ဖို့ supplement တွေအားကိုးဖို့ဆိုတာလေကိုညက်သိမခံချင်ဘူးအဲ့တပွဲလုံးတောက်မပြောင်းတော့တပွဲလုံးစီတပေါင်းဝင်းကျင်နေရှိတာအဲ့တပေါင်းဝင်းကျင်လေးနဲ့တခဏတာဆိုရင်တော့ဟုတ်ပေမဲ့ရေရှည်ကြရင်အဆင်မပြေဘူးဒီကြားထဲဇမောက်ကိုပြည့်ဆောင်ပြီးတော့ ABC တောက်ပါလားလို့ဘာတောက်ပါလားလို့ supplement တွေဒီအနည်းဆုံးပေါင်းကနန်းသိန်းကနန်းတွေရှိတယ်အဲ့ပေါင်းကနန်းဆိုတာအနည်းဆုံး9000 8000တသိန်းမချလဲတယ်တကောက်ရင်ကောင်းတယ်လို့ဟိုဈေးရအောင်သူ့အနေနဲ့သူရှိသွားတယ်အဲ့လိုမျိုး supplement တွေမတောက်ချင်ဘူးခုနလိုဖေးလာလိုမျိုးသွားပြီးတော့9000ကျော်ခံပြီးဆိုတော့လောက်ဆိုလဲမလောက်ချင်ဘူးအဲ့တော့ငွေလေးနည်းနည်း ဲ့လုံးလို့ရမယ့်နီးလန်းတွေကိုအရန်ရှာတဲ့အခါမှာနောက်ဆက်တော့ဘာဖြစ်သွားလဲမမကြီးမှအများကြီးပဲညီမရဲ့ဒီမှာဖုန်းနေတယ်မှာဆိုတော့အများကြီးပဲအများကြီးပဲအခုဆိုလို့ရှိရင်เนี่ยဘယ်လိုပြောမလဲသူနည်းနည်းလေး လှုပ်လှုပ်ရှားရှားအထိုင်ထားတွေများပြီးတော့လှုပ်လှုပ်ရှားရှားများလိုက်ရင်ဟိုတောင်မှပဲဒါစီးကုန်လေးရောင်းလာတဲ့ဒီလင်းကားလမ်းလေးရောင်းပြီးတော့နောက်တစ်ခါဘယ်လိုဆက်ဆံတော့မလဲနောက်ထပ်ထပ်နေဘူးလေဟိုအမျိုးသမီးကကြောက်နေတယ်ပေါ့နော်အဲ့ဒါပြောတာပေါ့ပြောရင်လေဒီဆံမအပေါက်ဆိုးတယ်ဆူတယ်ဖြုံးမှာဒါမလုံးနဲ့လို့ဒီဒီကြမာလိုက်လုံးလိုက်တယ်ဆိုရင်ကိုတို့ပဲခံခံရမှာပဲနော်ခါတာပေါ့အင်းပြီးရင်ဒီလိုထိုးထားပြီးပြီဆိုတော့ချက်ချင်းနေလို့မရဘူးအနည်းဆုံးနှစ်ပတ်လောက်ကရှောင်ရသေးတာအဲ့ဒါကြီးကို ဖိုးထားပြီးပြန်တဲ့တမျိုးသမီးနဲ့ဖြစ်နေလိုက်မယ်ဆိုတော့အော်နေရတဲ့အကိုတောင်ရှိရဲ့ကဲဘယ်လိုလုပ်ကြမလဲဒီချိန်မှာအဲ့ဒါမှချင်းုံစိကမသွားလို့မရအောင်ရှက်မရှက်ရှက်နေလို့လည်းမရတော့အသက်နဲ့နီးနေတဲ့ကိစ္စတွေမှာနော်ဘယ်လိုမှနာနာကျင်နေရနေလို့ထိုင်လို့မရအဲ့လိုမျိုးပြဿနာတွေမျိုးဖြစ်နေတော့ကြီးတာကအဓိကမဟုတ်ဘူးအမျိုးသမီးတယောက်အတွက်လေငါဆိုင်ရစားကြီးတာအဓိကမဟုတ်ဘူးအကိုတို့မမြန်ဖို့ခဏလေးနဲ့ပြီးရင်တော့မကြိုက်ဘူးပဲဒါအားလုံးသိတယ်တဲ့ပဲပြောတာတွေဝိုက်ပြောနေအကိုတို့မောလို့ဒီလိုပြောလို့လည်းကျွန်မကိုဝိုင်းပြီးတော့လည်းမဆဲကြနဲ့ဩကြီးတာတဲ့တာမဟုတ်မြန်တာမြန်